တန်ဖျားလို့ခေါ်ကြတဲ့ကြိုက်မော်ဝေါ်ရေလဲစီတော်ဟာမြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တောင်ပတ်ချံတန်လျင်မြစ်တပကံကြောက်တန်းမြို့မှာရှိတဲ့မော်ဝင်းချောင်းမှာတည်ရှိပါတယ်။ ရခုံမြစ်ရဲ့မြစ်လက်တက်တစ်ခုဖြစ်တဲ့မော်ဝင်းချောင်းမှာရှိတဲ့ကျွန်းငယ်တစ်ခုပေါ်မှာတည်ရှိတဲ့မြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေကိုဌာပနာသွင်းတည်ထားသောဘုရားဖြစ်ပါတယ်။ကြိုက်ဆိုဒီမှာဘုရားမော်ဝင်းဆိုဒီမှာမော်ဝင်းချောင်းကိုဆွဲပြု၍ကြိုက်မော်ဝင်းစေရတော်ဟုတတရအလူတရကလက်ထက်တွင်အဆွဲပြုခေါ်ဆိုခဲ့ကြပါတယ်။ပထမတကားမှာ300စုသာသနာတက်ကြွေ215ခုနှစ်တွင်ပါရနိုင်ငံတော်ကိုစတင်တည်ထောင်နန်းတည်ခဲ့တဲ့ ဘောဂတေနာမင်းဖြစ်ပါတယ်။သာသနာတက္ကရီ238ခုနဲ့မှာဘောဂတေနာမင်းကိုကိုးကွယ်စည်းကပ်တဲ့ဆရာယသိပေးအပ်လာတဲ့မြတ်စွာဘုရားရဲ့စံတော်နဲ့တတ်တော်တွေကိုဌာပနာပြီးတော့ ဆရာရသေးလမ်းညွှန်ချက်အတိုင်းရေပက်လက်ဝိုင်းလျက်မြင့်မြတ်သောကြောက်တုံးတွင်ညံတော်9တောင်ရှိတဲ့ကြိုက်မြော်ကနော့စီတီတော်ကိုစတင်တည်တော်မူခဲ့ပါတယ်။ဘောကတင်နာမင်းလွန်ပြီးဆယ်ဆက်မြောက်ပရင်ဖြစ်တဲ့တွတ်တနာကမင်းကြီးလက်ထက်မှာတီရီလင်္ကာနိုင်ငံတီဟိုမှဓမ္မလက်ဆောင်ဖြစ်ရခဲ့တဲ့ဆန်တော်တစုနဲ့တတော်28စုကိုရွှေကျုံငွေကျုံတို့ဖြင့်ထည့်ပြီးတီရီလင်္ကာမှယဟန္တာအရှင်သူမြတ်ရှိပါမိန်ကြားချက်နဲ့အညီမူလ